အားလုံးပဲမင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေထိတ်တန့်ရောက်တရင်များကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စစ်တပ်ရွေးကောက်ပွဲကို နိုင်ငံတကာကဘာပြောလဲ။အာဏာသိမ်းစစ်တပ်ကယခုနှစ်ကုန်မှကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအပေါ်နိုင်ငံတကာမှအဆိုအရကုလသမဂ္ဂမှတာဝန်ရှိသူအထွေထွေမှတ်ချက်တွေကိုစုစည်းတင်ဆက်လိုက်ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ် ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေလွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူကမှယုံကြည်ရလို့ကျွန်တော်မထင်ပါဘူးဒီရွေးကောက်ပွဲတွေကမြန်မာပြည်ပြည်ထနာတွေရဲ့အဖြစ်ကိုထုတ်ပေးနိုင်လိမ့်မယ်လို့လည်းဘယ်သူကမှယုံကြည်ရလို့ကျွန်တော်မထင်ပါဘူးဒီအချိန်ကလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်အကြံဖတ်မှုတွေရပ်တန့်ရမယ့်အချိန်တစ်ချိန်တည်းမှာအယက်သားအုပ်ချုပ်မှုစီဦးတည်တဲ့နိုင်ငံရေးဆိုင်ရာဆင်ကဲပြောင်းလဲမှုနဲ့အခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့အစိုးရကိုလေးစားဖို့လမ်းခင်းပေးရမယ့်အချိန်ဖြစ်ပါတယ် လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဖော့ကာထရန်ဒီချင်းဒီတွေအောက်ကနေရွေးကောက်ပွဲတွေကျင်းပမယ်ဆိုတာစဉ်းစားလို့ကိုလိုက်မမိနိုင်ဖြစ်ရပါတယ်။ရွေးကောက်ပွဲတွေလွတ်လပ်တရားမျှတပါတယ်လို့ဘယ်သူကများဘယ်လိုပြောနိုင်မလဲ။ဘယ်သူထိန်ချုပ်မှုအောက်မှာမှမရှိတဲ့တိုင်းပြည်ရဲ့နေရာတော်တော်များများကိုသူတို့ဘယ်လိုများရွေးကောက်ပွဲကျင်းပနိုင်မလဲ။စစ်တပ်ကိုယ်တိုင်ကပြိပခတဲ့ပါဝင်ပတ်သက်ပြီးကိုပြည်သူကိုနှစ်ပေါင်းများစွာဖိနှိပ်နေပြီးဘယ်လိုများရွေးကောက်ပွဲကျင်းပနိုင်မလဲ။မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာ တင်သွင်းသူ Tran Ju ဒီရွေးကောက်ပွဲတွေကအထူးရောင်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောနိုင်သမျှရှင်းရှင်းလင်းလင်းပြောကြခဲ့ပါတယ်။ဒီရွေးကောက်ပွဲတွေကအလိမ်ညာတွေပါအတိုက်ခံနိုင်ငံရေးကောင်းဆောင်တွေဖန်စီခံထားရထိမ့်သိမ်းခံထားရအချင်းချခံထားရညှင်းပတ်နှိပ်စက်ခံရချိန်မှာဘလို့မှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုခင်ဗျားတို့ရရှိမှာမဟုတ်ပါဘူး။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးဝင်းစတန်ပီတာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့အလွန်အမင်းစိုးရိမ်ကြောင်းဒီလွတ်တော်မှာပြောကြံပါတယ်။ လက်ရှိအစီအစဉ်တွေဟာလွတ်လပ်မှုမရှိသလိုတရားမျှတမှုလည်းမရှိပါဘူး။နောက်ပြီးရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးစီလည်းဦးတည်မနေပါဘူး။ရွှေကောက်ပွဲအစီအစဉ်တွေနဲ့ပတ်သက်လို့ထင်ထင်ရှားရှားအပြစ်နာစာတွေရှိနေတာပဲ။မဲဆာရွက်တွေမှာစစ်မှန်တဲ့အတိုက်ခံနိုင်ငံရေးပါတီတွေမရှိနေဘူး။နောက်ပြီးရွှေကောက်ပွဲအပေါ်အများပြည်သူဝေဖန်မှုကိုလည်းရာဇဝတ်မှုအဖြစ်ဖိနှိပ်တဲ့ဥပဒေတွေကိုလည်းပြဋ္ဌာန်းထားတယ်။ဒီလိုအခြေအနေတွေအောက်မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ရွှေကောက်ပွဲတွေဟာအများယုံကြည်မှုရရှိမှာမဟုတ်ပါဘူး။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ချက်ချင်းဦးစားပေးရမှာကအကြံဖတ်မှုတွေလျှော့ချဖို့လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့နဲ့ထွေးဆောင်ဆွေးနွေးရေးအခြေအနေတွေဖန်တီးပေးဖို့တွေဖြစ်ပါတယ်။ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့အားလုံးပါဝင်မှုတွေကလာမယ့်ရွေးကောက်ပွဲတွေရဲ့အခြေခံအုံမြစ်ဖြစ်ရပါမယ်။ဂျာမတာရလကအများလက်ခံယုံကြည်မှဖြစ်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒကိုထင်ဟပ်မှာပါ။ ဆက်လက်ပြီးနေပြီးတော့တက်ကုံနှင့်စကိုင်းမြို့နယ်တို့တွင်စစ်ကြောင်းနှင့်လှည့်ခင်းကားကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှဆန္ဒဦးသိမ်းဆုံးပြီးကားတစီးကိုမိရှုရှင်းလင်းနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နေပြည်တော်တက္ကသိုလ်မြို့နယ်အမြန်လမ်းမိုင်တိုင်241ဘက်သို့ဆုတ်ခွာလာသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးခဲ့ကြောင်းမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ် နိုဝင်ဘာလ9ရက်နေ့နနက်9:40မိနစ်ခန့်အချိန်နေပြည်တော်တက်ကုန်းမြို့နယ်ရတနာမြေကြီးွာဘက်မှအမြန်လမ်းမိုင်တိုင်241ဘတ်သို့ဆုတ်ခွာလာသောအင်အား40ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့သောမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှ9ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို နွားလည်းနှစီဖြင့်ထည့်ဆောင်သွားကြောင်းအဆိုပါတိုက်ခိုက်မှုကမြို့သိမ်းမြို့နယ်ပြည်သူ့ကောက်ခွဲရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရေးပေါ်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူစကိုင်းမြို့နယ်ကန်တလူတိုးကိတ်မှထွေးအုပ်ဆက်ရေးကျော်ရဲလွင်အပါဝင်စစ်သားများလိုက်ပါလာသောကင်းလေကားကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားခွနဲ့ဦးကွဲချင်းပြီးတေဆုံခဲ့ကကားကိုမိရှို့ရှင်းလင်းခဲ့ကြောင်းလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလ28ရက်နေ့ည8:25မိနစ်ခန့်အချိန် စကိုင်းမြို့နယ်ကန်တလူတိုးခိတ်မှပြည်သူများကိုဖမ်းဆီးငွေညစ်တောင်းခံနေသောထွေအုပ်စရေးကြော်ရဲလွင်နှင့်စစ်သားများလိုက်ပါလာသောကင်းလေကားကိုစကိုင်းမုံရွာလမ်းရှိစကိုင်းတက္ကသိုလ်အနီးတွင် တော်လန်ရဲရဲဘော်များကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်ထွေအုပ်စရေးကြော်ရဲလွင်အပါဝင်စုစုပေါင်း9ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ်စကိုင်းတက္ကသိုလ်နှင့်တပ်မ33မှစစ်သားများကအင်စီကဆက်နက်စီးဖြင့်စစ်ကူပေးရန်ရောက်ရှိလာသောကြောင်း လက်ကင်းကားကိုမိရှုရှင်းလင်းပြီးတော်လန်ရဲရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါတယ်။လက်ကင်းကားပေါ်ပါလာတဲ့ကောင်အားလုံးသိတဲ့ကားပါမိရှုဖြစ်စီခဲ့တာစစ်ခွေးခွနဲ့ဦးကနေရာတွင်ပွဲချင်းပြီးတည်ဆုံနေပြီးသူကိုစန့်ကျင်တဲ့သူအားလုံးကိုကျွန်တော်တို့ကအချိန်မရွေးတိုက်ခိုက်သွားမှာပါ။သူတို့ပြောခဲ့တဲ့စကားလိုပဲတည်ရဲတဲ့ကောင်ပြီးသူကိုစန့်ကျင်လိုက်လို့ကျွန်တော်တို့ကပြန်ပြီးပြောချင်ပါတယ်ဟုလင်းယုံကြီးအောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုလင်းယုံကြီးအောင်ပျောက်ကြားတပ်ဖွဲ့မှတော်လန်ရဲရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထူးကမ်းရှိပြလဲစုခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ NUG ကဝင်ကြီးဌာနအချုပ်ကိုဦးစီးဌာနအဖြစ်ပြောင်းလဲမည်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG သည်၎င်းလအောက်ရှိဝင်ကြီးဌာနအချုပ်ကိုဦးစီးဌာနအဖြစ်ပြောင်းလဲရန်အဖွဲ့တွင်ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း NUG နဲ့နှိစက်သည့်တဲ့ရင်ဌာနများထံမှသိရပါတယ်။လရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG တွင်ဝင်ကြီးဌာန16ခုရှိပြီးဝင်ကြီး16ဦးနဲ့ဒုဝင်ကြီး16ဦးတို့တာဝန်ထမ်းဆောင်နေကြပါတယ် နီတိဝင်ကြီးဌာနများအားဦးစီးဌာနအဖြစ်ပြောင်းလဲရန်ရှိနေသည်ကိုမူလောလောဆယ်တွင်မသိရှိရသေးသလိုသတင်းဌာနဤဆုံးစမ်းမှုများအရဆွေးနွေးညှိနှိုင်းနေကြသေးသည်ဟုသာဖြေကြားထားကြပါသည်ဝင်ကြီးဌာနဘလောက်ပဲကြံမလဲမသိသေးဘူးတေချာတော့အတိမပြုရသေးဘူးကူးမညှိနှိုင်းဆွေးနွေးနေကြတော့မယ်ဟုသတင်းရင်းမြစ်တအူကပြောပါသည်လက်ရှိတွင် NUGE ပြုပြင်ပြောင်းလဲရေးကော်မတီသည်ဝင်ကြီးဌာနချုပ်ကိုဦးစီးဌာနအဖြစ်ပြောင်းလဲလိုက်ခြင်းနှင့်ပတ်သက်ပြီးဖြီတော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တံကိုစာတင်ပြထားသည်ဟုနောက်ထပ်သတင်းရှင်းပြချက်အုပ်ကလည်းအတည်ပြုပါရယ် အခုတော်တော်များများပြန့်နေပါပြီဝင်ကြီးဌာနပြောင်းတဲ့လေစရင်တွေကလူထုသာမသိသေးတာပါ CRPH ကကနအူးထုတ်ပြန်ဖို့များတယ်ဟုသတင်းရင်းမြစ်ကပြောပါရယ် NUG အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရဝင်ကြီးနော်ဆူဆန်နာလှလှဆိုသည်လေဝင်ကြီးအဖြစ်မှနှုတ်ထွက်ပြီးဖြစ်က၎င်း၏ဝင်ကြီးဌာနကိုဦးစီးဌာနအဖြစ်ပြောင်းပြီးအခြားသူများကဦးဆောင်မည်ဟုသတင်းရင်းမြစ်ကပြောပါရယ်ရှင်ကိစ္စနဲ့ပတ်သက်ပြီးအတီးပြုရန်နော်ဆူဆန်နာလှလှဆိုထံသတင်းဌာနကအီးမေးလ်ဖြင့်ဆက်သွယ်မေးမြန်းထားတော်လဲအကြောင်းပြန်ခြင်းမရှိသေးပါဘူး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကသတင်းဌာနကဆက်သွယ်ရာတွင်တင့်လျော်သည့်အချိန်တွင်သာသတင်းထုတ်ပြန်သွားမည်ဟုယခုလိုပြောပါရယ်အကိစ္စတွေအခုလောလောဆယ်ဘာမှပြောဖို့မရှိသေးပါဘူး NUG တစုံလုံးပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့တင်တော်တဲ့အချိန်ကျရင်ထုတ်ပြန်သွားဖို့ရှိပါတယ်ဟုဦးနေဖုံးလက်ကနိုဝင်ဘာလ၄ရက်နေ့တွင်သတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့ဇူလိုင်လကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးနှင့်ဒုဝင်ကြီးများသည်မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းတို့တွင်၁၀ဦးနှင့်တောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင်၈ဦးရှိပြီးနေဆက်ဒေသများတွင်၆ဦးစုစုပေါင်း၁၈ဦးတာဝန်ထမ်းဆောင်နေကြောင်းသတင်းဌာနကဖော်ပြခဲ့ပါသည်။ကာကွယ်ရေးဝင်ကြီးဌာန MOD ပြည်ထရေးနှင့်လူဝင်မှုတိကျက်ရေးဝင်ကြီးဌာန MOHAI ကျန်းမာရေးဝင်ကြီးဌာန MOH ပညာရေးဝင်ကြီးဌာန MOE ဖက်ဒရယ်ပြည်ထောင်စုရေးရဝင်ကြီးဌာန MOFUA လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM တယံစာတာနှင့်တဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန MONREC နှင့်အလုံသမားဝန်ကြီးဌာန MOL တို့စုစုပေါင်းဝန်ကြီးဌာန၈ခုသည်ပြည်တွင်းရှိလွတ်မြောက်နေမြေများတွင်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံလက်ကသတင်းဌာနကိုဖြေကြားခဲ့ပါသည်ထိုကာလတွင် NUG အားပြုပြင်ပြောင်းလဲသင့်ပြီးဟုပြည်သူများနှင့်ဒေါ်လာရေးအင်အားစုများကဝေဖန်ထောက်ပြလာကြပြီးနောက် NUG ဝန်ကြီးများပြည်ပြင်တွင်တာဝန်ထမ်းဆောင်နေသည့်အကြောင်း ် NUG ဘက်ကထုတ်ပြန်ပြောဆိုလာခြင်းဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို2021ခုနှစ်ဧပြီလ16ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ယာယီသမ္မတထူဝါလက်ရှိလာနိုင်ငံတော်တိုင်ပင်ကံပုတ်ကူဒေါအောင်ဆန်းစုကြည်နှင့်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့ကိုနိုင်ငံတော်အကြီးအကဲဖြစ်သတ်မှတ်ထားခြင်းဖြစ်ပါတယ်။